ဟိုဒီရက်ွက်ထဲကတော့ဘိုင်းတကြော်ပဲတည်ကြတာပေါ့ဟိုနာမည်ပြောင်းခေါ်တာပေါ့ဟောကျွန်တော်ကဘဲပြုတ်ရောင်းတာပါဟောဘဲပြုတ်တည်ပါဟိုအရင်ကကျွန်တော်ဂျာနယ်ရောင်းခဲ့ဘူးတယ်ဟိုဟိုမှာဘူအောင်ကျော်လမ်းမှာဘူအောင်ကျော်ဘန်လာထိုင်မှာဟိုဂျာနယ်ဒီရောင်းမကောင်းတော့တဲ့အချိန်ပေါ့ကျွန်တော်တို့ဟိုဖုန်းတွေအရန်ပေါ်ပြီးပေါ်လာတဲ့အချိန်နဲ့စပြီးကျွန်တော်ဘဲပြုတ်ကြောင်းရောင်းတာဟောကျွန်တော်ကမနေ့တစ်ချိန်ညတစ်ချိန်ပေါ့မနေ့ဆိုရင်မနေ့ကျွန်တော်၃နာရီလောက်ဆိုရင်ဒါ၃နာရီတော့စပြုတ် ပြုတ်ပြီးလို့ရှိရင်ကျွန်တော်9နိုင်ခွဲလောက်ဆိုထွက်ပြီပေါ့အိမ်ကနေထွက်9နိုင်ခွဲလောက်ကျွန်တော်တရက်ကိုဟိုလောက်တော့ပြုတ်အောင်9ဗီတာလောက်တော့ပြုတ်အောင်ဟုတ်ရမနဲ့ဆိုရင်ပေါ့နော်အဲပြုတ်တဲ့ပြုံကြီးကတော့ထူးဆန်းဆန်းတော့မရှိပါဘူးကျွန်တော်တို့ဒီကဟိုကပေါင်းတယ်လို့ပေါ့နော်ဘောကနေကျွန်တော်ဖစ်တင်ကြအောင်ဟိုကလေးဟိုဒန်ဝုအဖုံးပေါ့သူ့ရဲ့ဖစ်တင်ဒန်ဝုအဖုံးလေးကိုအပိုင်အပိုင်ဒီလိုဟိုဖစ်တင်ကြအောင်ဒီလိုလို့ထဲနိုင်မှသူကအငွေအငွေလုံပြီးတော့အပြေအောင်မထွက်တော့တာလေအဲအဲ့ဒါမှသူကအီးရမီအေးလေးနဲ့နှာ အဲ့အဲ့ပုံစံမှာပဲတခြားတော့တွေ့တူးမရှိပါဘူးစော်တာထည့်ရတယ်နောက်ဟိုမုန်ထည့်ရထည့်ရတယ်ကျွန်တော်ပဲဆိုရင်ပေါ့နော်ဟိုကတော့ပဲနီရတော့ကျွန်တော်တို့စော်တာပဲထည့်တယ်ဟုတ်စော်တာနည်းနည်းပေါ့ပဲပုတ်ကကျွန်တော်တို့နှစ်မျိုးပြုတ်တာခင်ဗျဟုတ်ဟိုကပဲနီရဲ့ဟိုဟိုကကျွန်တော်ပဲပဲနီတော့ဒီမှာတော့ကျွန်တော်တို့ဘက်ဂရီပါခေါ်တာပေါ့ဟုတ်ဘက်ဂရီပါလို့ခေါ်တာပုံမှန်ပဲပုံမှန်ပဲဒါပေမဲ့ကျွန်တော်ဥယေတော့တုံးရတယ်အဲဥယေလေးကတော့မတုံးလို့မရဘူးဥယေတုံးမှသူကဟိုတက်တဲ့အရာလားလေ တချို့ကအဲ့တက်တရတာသိမကြိုက်တော့အဲ့ဥယျာလေးတော့သုံးပြရတယ်ပြုတ်တယ်ပထမဥယျာလေးကိုသုံးသုံးမလိုက်ရတယ်လုံးဝငောကျွန်တော်ဒီကျွန်တော်မိသားစုကိုကျွန်တော်လုံလောက်အောင်ဒီလိုပဲရှာကျွေးရမယ်ဆိုတော့ဒီကျွန်တော်ဈေးပဲရောင်းတတ်တာဈေးရောင်းတဲ့အလုပ်ပဲကျွန်တော်လုပ်တတ်တာလေအဲ့တော့ဈေးပဲရောင်းကြည့်တာပေါ့နော်ဒီမှာအာဒီပဲလဲကြားတယ်ပေါ့နော်အဲဒီအလုပ်ကိုကြိုက်လို့လုပ်တာဟုတ်ခါလီတော့ဖြစ်တတ်ပါတယ်ဖြစ်တယ်ဟုတ်ကျွန်တော်အားငယ်တတ်တယ်အားငယ်တတ်တယ်ဆိုတာအဲ့လိုပေါ့ကျွန်တော်သူများလုပ်တဲ့ဟိုနှစ်ဖက်လုပ်ရတဲ့အလုပ်မျိုးတွေကြာရင်ကိုမလုပ်နိုင်တာရှိတယ်ပြောရရင်တော့ ဒီလုံးမကောင်းလို့ဥမာဒီကဈေးအယောင်းဝင်မကောင်းလို့တခြားလုံးလုံးချင်တယ်ဆိုကိုလုံးလုံးမရဘူးအဲ့ခါမျိုးကြအားငယ်အဲ့ကျွန်တော်အခုဒီဥမာဒီပဲပြုတ်ရောင်းနေပေါ့ပဲပြုတ်ရောင်းတာရောင်းမကောင်းလို့ဆိုရင်တခြားကုံစင်းရောင်းနေကုံစင်းရောင်းမကောင်းလားအခုအခုလို့နွေရာဒီမျိုးဆိုရင်အဲ့ကျွန်တော်ရေကြောင်ရောင်းနေဈေးရောင်းနေကျွန်တော်ဈေးကိုတစ်ခုမဟုတ်တစ်ခုလှည့်ပတ်ရောင်းနေအဲ့မျိုးဒီမိုင်းလိုပျံလို့ဟိုလူချမ်းလို့လိုက်မလုံနိုင်ဘူးလေ တိုင်းမလုံးနိုင်တဲ့အခါကျတော့ဟိုဒီကိုကိုဈေးရောင်းတက်တဲ့ဥစ္စာတခုခုတော့လှည့်ရောင်းဟုတ်ဥမာဝင်ရတောင်းဝဲလောက်တော့ဝင်ပါတယ်ခင်ဗျာဟုတ်မလုံးလောက်ပါဘူးလောက်တော့မလုံးလောက်ပါဟုတ်ဘာလို့ဆိုတော့တခါတလေကြာလဲဟိုကိုမှအရင်နီးနေတဲ့ခါကျရင်အရင်နီးနေတဲ့ဒီလုတ်ကလည်းမကောင်းဆိုလို့ရှိရင်ပေါ့တခြားဟိုဘယ်လိုကောင်းလဲသူများအလုတ်ကလေးပေါ့တောင်းမှန်တူရှိုးပြီးသွားလောက်ရတဲ့အလုတ်တခါရရှိရပေါ့ကိုနဲ့ခင်မရင်းနေရလို့ပေါ့ကိုတော့သုံးလို့မရဘူး သို့တော့အာနာလို့ခေါ်ထားတာမျိုးတွေရှိတယ်။အဲကျွန်တော်အဲ့မှာအတွားလုတ်တယ်။ညီသားပေါ့။ဒီလိုရောင်းဝယ်မကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်အဲ့လိုတွားလုတ်တယ်။ဟုတ်။အဲရှိပါတယ်ခင်ဗျာ။အဲအဲ့ဒါတည်းရှိတယ်။ကျွန်တော်ဟိုကျွန်တော်ပဲဟိုပဲအဲ့လိုပေါ့ဝယ်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပုံစံကြောင်လဲတမျိုးပေါ့နော်။ကျွန်တော်ပဲလေးလည်းစားကောင်းတာတချောင်းပေါ့။အဲအဲ့လိုဝယ်ကြတယ်ဟုတ်။အဓိကကတော့ကျွန်တော်ကကျွန်တော်ပဲလေးကဘယ်လိုဘယ်လိုနာမည်ရလဲဆိုတော့ကျွန်တော်ကအခုဒီဟိုပါပေါ့နော်။ပဲကြံမရောဘူး။ဥမာဒီမနေ့ပြုတ်တယ် ညနေကျွန်တော်တို့ရောင်းလို့မရအောင်မရောင်းဘူးကျွန်တော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ထမင်းညိုင်သမားတွေရှိတယ်။အလုပ်သမားလူတန်းသားတော်များများကျွန်တော်စီရဝယ်တာ။ရုံးသမားရှိတယ်။သူတို့ကကြတော့ကျွန်တော်အလူပဲကြံရောင်းလိုက်လို့ရှိရင်သူတို့မှအခက်ခဲဖြစ်တတ်တယ်။ပဲကြံရောင်းလိုက်ရင်သူတို့မှတိုးသွားတာမျိုးအဲနေ့လေစားချိန်ကြတယ်။တိုးသွားတာမျိုးရှိတယ်။အဲ့တော့ကြောင်ပင်မခံလိုက်တယ်မနဲ့ဆိုရင်မနဲ့၃နိုင်ဝဲထပြုတ်တယ်မနဲ့ပဲ ਉ အဲ့ပဲမကုန်ဘူးလားဒီနေ့ရောင်းမကောင်းလားမကောင်းဆိုကျွန်တော်ရက်ွက်ထဲဝီလိုက်တယ်လိုက်ဝီလိုက်တယ်တိုင်တထုံလုံး ကြံတလောက်ပေါ့နော်လိုက်ဝေးလိုက်တယ်အခုညနေသားကိုညနေကြီးအခုဒီလိုအချိန်မှာပြုတ်တယ်၂နာရီပဲ၃နာရီပေါ့အဲ့ချိန်ဆိုပြုတ်ပြီအဲ့ဒါညနေပဲညနေပဲမနေ့ဖက်ညနေရထီရတယ်ညနေထီခံတယ်ငါပြောချင်ပါတယ်ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်တို့သူတို့အားပေးနေလို့ကျွန်တော်ထမင်းအိုးလေးရှိတာဟုတ်အဲအဲ့ထမင်းအိုးလေးအတွက်လည်းကျွန်တော်စီရဝယ်ယူအားပေးတဲ့လူတိုင်းကိုကျေးဇူးတင်ပါတယ်အများကြီးကျေးဇူးတင်ပါတယ်မိသားစုအတွက်ကောကျွန်တော်အတွက်ကောပေါ့နော်အားလုံးဒါကျွန်တော်တို့ထမင်းအိုးလေးကိုကြည့်ပေးနေရလို့ကျွန်တော်မှတ်ယူပါတယ်ဟုတ် ကျွန်တော်မိသားစုဝင်ဆိုအားလုံး6ယောက်ရှိရခင်ဗျကလေး4ယောက်ကျွန်တော်မျိုးသမီးနဲ့ကျွန်တော်နဲ့ဆို6ယောက်ရှိတယ်ဟုတ်အမျိုးသမီးကတော့ဘယ်တော့မှဆိုနောက်ကနေသူကပံ့ပိုးပေးတယ်အလုတ်လုတ်မယ်ဆိုလို့ရှိရင်ဘာအလုတ်လုတ်လုတ်သူကပံ့ပိုးပေးတယ်သူပံ့ပိုးမှုတွေအများကြီးပါတာပေါ့နော်ကျွန်တော်အလုတ်လုတ်နေရတဲ့အပိုင်းအကုန်လုံးပေါ့ခုကျွန်တော်ဈေးရောက်လာရောနောက်နောက်ဆုံးသူများလုတ်သွားလုတ်တယ်ဆိုရင်ရောသူ့ရဲ့ပံ့ပိုးမှုအများကြီးပါတယ်ဟုတ်ညောငယ်ငယ်ကကျွန်တော်အရွယ်လေးမရောက်ခင်ကတော့ဒါ2-3-4တန်းကတော့လောင်းမဟုတ်သေးဘူးပေါ့ 6တန်း7တန်း10တန်းကြတော့နည်းနည်းတော့ရှက်တာပေါ့နော်ကိုကိုအားငယ်မိတာပေါ့အဲ7တန်း10တန်းအထိကိုအဲ့လိုအားငယ်မိတယ်အားငယ်မိတော့ဘလူးဟောင်းအားငယ်ပြီးမဲ့လဲကွာစာအရေးကြီးတယ်အစာဦးတော့ဒီဇိုင်းမမတ်လုပ်ခဲ့တယ်ဟုတ်ကျွန်တော်10တန်းထိကြောင်းနေခဲ့ဘူးလေဟုတ်အဲကူညီတဲ့လူတော်တော်များများရှိပါတယ်ဟိုရှောင်းပြီးတော့အဲ့လိုခုနလိုပေါ့ဟိုရှောင်းပြီးလောင်တဲ့လူတွေလည်းရှိတာပေါ့နော်ရှိတယ်ဟိုတော်တော်များများရှိခဲ့ပါတယ်လောင်တဲ့လူကလောင်ခဲ့တယ်ပေါ့နော် ဟိုဟာဖြစ်တဲ့လူကလည်းအားပေးလူကအားပေးတယ်ပေါ့။ဟောသူတို့ပုံမှန်တော့ဘလူးမမင်းမျိုးပါ။သူတို့ကတော့အရှိ့ကိုအရှိ့တိုင်းပြောတာပေါ့နော်။ခါလေးကြတော့ခံရတာပေါ့။ကျွန်တော်ကတော့ဘလူးကွန်မန်ဆိုကိုအရှိ့တန်းဘာမှဟိုရှေ့လျှောက်ပြီးဒီလက်ကြီးပြန်ထွက်လာမှလည်းမဟုတ်ဘူးလေ။ဒီတိုင်းမဲ့ကျွန်တော်ရအောင်သွားမှရမယ်ဆိုပြီးတော့ ဒီဘောဒီတိုင်းမသွားခဲ့တာဟုတ်ကိုကိုအားရှိတာပေါ့နော်ပြောတယ်ဩငါဥမာသူများဒီလိုဥမာပေါ့အခုကျွန်တော်တို့ဒီလူကျန်တယောက်တပေါင်းဝဲဆန်နေကျွန်တော်လည်းဩတနေ့တပေါင်းဝဲတော့ငါရှာလိုက်တာပဲဆိုတော့အားလေးငါလည်းရအောင်ရှာမယ်ဖြစ်အောင်လုပ်မယ်ဆိုပြီးအဲ့လိုဖြစ်ဖြစ်အောင်လုပ်တာပေါ့အမျိုးသမီးကိုကျွန်တော်ကျေးဇူးတင်တယ်သူကကျွန်တော်အပေါ်မှာဟိုတော်တော်ကောင်းတယ်ပေါ့နော်မိခင်လိုတမျိုးအခုအမျိုးသမီးလိုတမျိုးပေါ့နော်ကျွန်တော်ပေါ်မှာကောင်းရှာတယ် သူကောင်းလို့လဲကျွန်တော်အခုလို့လှုပ်လှုပ်နိုင်တာပေါ့အခုပေါ့သူအခုလို့ဒါဒီလိုပံ့ပိုးမှုတွေမရှိဘူးဆိုရင်ကြည့်သူလို့ဒီပဲပို့တဲ့ဖို့မိမွေးဖို့ဘာညာဆိုတာကကျွန်တော်ကဟိုကျွန်တော် idea ပဲကျွန်တော်ပေးနိုင်တာသူသူကိုယ်တိုင်လောက်ရတာကျွန်တော်မလုံနိုင်ဘူးရမီးဘူးနဲ့ထင်းမီးမွေးဖို့တွေဟိုပဲဦးတင်ဖို့တွေကျွန်တော်ဒီဟိုဟာလုပ်ဖို့တွေတမအောင်မှွေဖို့တွေအဲ့ဒါမျိုးကြတော့သူပဲလုံနိုင်တာလေဟိုပဲဦးခလောက်မယ်ပဲဦးကြတာထောက်လှမ်းပြရတယ် အဲ့လေးကြရင်သူပဲအကုန်လောက်ရတာအေးဟန်ကျွန်တော်ကဒီကနေပြီးတော့သူပဲထုတ်ပြီးတယ်ထုတ်ပြီးပြန်ကျွန်တော်ပဲပုံလေးတစ်ထည့်တခါထွက်ဒါပဲကျွန်တော်လုပ်တာရောင်းရုံပဲပေါ့နော်ကျွန်တော်လုပ်